မင်္ဂလာပါရှင်။ဆရာမောင်သာရရေးသားထားတဲ့အမေကငေတီးတယ်တဲ့ရှင်ဆိုတဲ့ဝတ္ထုရဲ့စက်သိမ်းပိုင်းကိုဖတ်ပြသွားမှာဖြစ်ပါတယ်။အားလုံးပဲနားဆင်ကြပါအောင်ရှင်။ အမေကလည်းတကယ်တော့မသိတာမဟုတ်ပါဘူး။တန်တာမီးဖုတ်ပြီးတူနဲ့နာနာထုလိုက်ရင်ကိုလိုချင်တဲ့ပုံထွက်လာမယ်။လူကိုဒီလိုရက်ရုံစဲရုံနဲ့တော့ကိုလိုချင်သလိုဖြစ်မလာနိုင်ဘူးဆိုတာအမေသိပါတယ်။အမေကလည်းအတူတူပါပဲ။တူဦးမြတ်တာတူဦးမှာဆိုသလိုပေါ့လေ။သူများကအမေပေါ်မှာစိတ်ကုံနေသလိုအမေကလည်းသူများကိုတော့စိတ်ကုံနေပြီ။အမေကလည်းတကယ်တော့တိတ်ဟိတ်ကိုရည်ရတယ်။သူများကိုဆဲဆိုရိုက်နှက်လုပ်ပြီးတော့ မေရပဲစိတ်ကောက်တယ်။သူများကိုမခေါ်မပြောတော့အကြာကြီးပဲ။မခေါ်မပြောယုံတော့မကဘူး။စကားထဲမှာတော့သူများနာမည်ကိုထည့်မပြောတော့ဘူး။နေပေါ့။ဘာအေးလဲ။အမေကခုမလိုချင်တော့ဘူး။ခုငါ့အိမ်ပေါ်ကဆင်းသွားလို့ပြောရပြောကြည့်ပါလား။သူများမင်းနေကလေးတမနစ်ဆိုင်မနေဘူး။ဆင်းသွားမယ်။အချိန်မီ၍သူ့စီကိုပြေးလို့ရတယ်။သူကအစကတည်းကတွေ့ချင်းဆုံးချင်းနေတဲ့လူ။ ပြီးတော့လဲမိဘကိုယ်တိုင်ကမှမကြွင်မမွေးနိုင်တော့လို့ပြောမှာပဲကို့ထမင်းကိုဘာဖြစ်လို့ရှာမစားရရမှာလဲမပူပါဘူးပညာဆက်မတင်ရလို့လဲမပူဘူးပညာတက်တော့ဘာလို့ရမှာလဲအိမ်မားကိုပညာတက်ပြီးအလုံးမရှိလို့ပို့နေတဲ့လူတွေအပုံဘယ်ကလာအလုံးရမှာလဲပညာတက်လို့အလုံးအကန်ရမယ်ဆိုရင်တော့ထားပါတော့ခုသူများစူးစမ်းနေရလဲဘာမဟုတ်တဲ့ပညာတက်ဖို့မဟုတ်ပါဘူးသူများဆရာဝန်ဖြစ်ချင်လို့သား ဆရာဝန်ဖြစ်နိုင်မို့ဆိုတာကခုကလေးကစာတော်မှဖြစ်မှာမဟုတ်လား။ဘာလဲဝိစာပွဲ။ဘာလဲတိတ်ပံပွဲ။အလကားဟာတွေပါ။တီပွဲမျိုးတွေလောက်တော့အလကားပေးအောင်။သူများမယူဘူး။အဲ့ဒီပွဲမျိုးတွေအတွက်ပညာသေးနေတာလည်းမဟုတ်ဘူး။အေးသူများဖြစ်ချင်တဲ့ဆရာဝန်မဖြစ်ရတော့ဘူးနော်။သူများဘာမှမငဲ့တော့ဘူး။သူများတက်တိရှိပါတယ်။သူများလောကကြီးရဲ့ဝင်ရဲပါတယ်။ဒေါင်ကြကြပြကြကြနေရဲပါတယ်။ငါ့မှာလည်းသူများမကြောက်ဘူး။ ။စင်းရဲမှလည်းသူများမပူဘူး။သူများဈေးရောက်ရမလား။ရောင်းရဲတယ်။အိုးနောက်ဆုံးဘတ်ကားလက်မှတ်ရောင်းလို့ရမလား။လုပ်ရဲတယ်။ပြီးတော့ကိုဝသနာပါတဲ့အကပန်ဒရာကျောင်းကိုထောက်ပံ့ခြင်းနဲ့တက်မယ်။အခြေခံအကတင်တဲ့အောင်းလမ်းမှရှိပြီးသားဟာ။ဘာလို့တက်ခွင့်မရနိုင်ရမှာလဲ။เออအကတင်တဲ့သုံးနှစ်ပြည့်လို့အောင်ပြီနော်အငိမ့်ထွက်ကမယ်စမ်းတာမှတ်လို့သူများရုပ်ရည်နဲ့နာမည်မကျော်တော့ပြောချင်နိုင်ပြော အမှန်တော့အမေကလည်းသူများစိတ်ကိုသိပုံရပါတယ်။သိမပြောရတော့ပါဘူး။တခုတော့ရှိတယ်။အမေဆက်ဆံမုံကအရင်လိုတော့မဟုတ်တော့ဘူး။လုံးဝကြီးကိုပြောင်းသွားတယ်။ဒါကကအမေအနေနဲ့သူများအရွယ်ရောက်ပြီဆိုတာကိုအတိအမှန်ပြုလာတဲ့သဘောပဲမဟုတ်လား။ဒါကကသူများဘက်ကအောင်မြင်လိုက်တာပဲမဟုတ်လား။ဒါပေမဲ့သူ့ကိုကြိုက်တာကကြိုက်တာပဲလေ။အမေကမပြောတော့ဘူးဆိုပေမဲ့လေသူများကရှိမတိုးပါဘူး။ ူများကိုကိုကိုထိမ့်တက်ပါတယ်။သူချင်းကျင်တဲ့လောက်ချင်းသူများတွေးခွင့်မပြုပါဘူး။နောက်ဆုံးပြောမယ်။သူများဘလောက်ထိ လိမ့်ပါသလဲဆိုတာ။ကဲဒီလောက်တောင်တွေးကျင်နေမှဖြစ်လဲ။အင်ကိုလာတွေးကိုလူရင်းလို့ပဲပြောလိုက်တယ်။သူများဆုံးဖြတ်တာမှန်တယ်မဟုတ်လား။ကိုကမင်းကလေးဘာဖြစ်လို့ရုပ်ရှင်ရုံမှာချိန်ကြည့်ရမှာလဲ။ဘာဖြစ်လို့ကြောင်ပြေးပြီးတလိမ့်ဆန်ဥယျာဉ်နဲ့ချိန်တွေ့ရမှာလဲ။ဘာဖြစ်လို့အင်းရကံမှာပျော့ပွဲစားထွက်ကြရမှာလဲ ဘာဖြစ်လို့တငယ်ချင်းမွေးနေ့ပါတီဆိုတာမျိုးတွေကိုလာရမှလဲမတော်တခုခုလွန်လွန်ကျွန်ကျွန်ဖြစ်ကုန်ကြရင်မခက်ပါလားလို့ဒါမျိုးတော့သူများဝါသနာမပါဘူးသူများတိတ်ခါရှိရမယ်ဆိုတာနားလေတယ်သူ့ကိုသူများမယုံကြည်လို့မဟုတ်ပါဘူးယုံလို့ပဲချက်ခဲ့ပြီပဲတိတ်ထယုံကြည်စိတ်ချလောက်အောင်သူ့ဘက်ကနေထိုင်ပြုမှုပြလာမယ်ဆိုရင်လေသူများဆက်ချစ်လို့နေမှာပေါ့တစ်နှစ်ကနှစ်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 ကသုံးနှစ် ကြာလာတဲ့အထိခိုင်မြဲနိုင်ကြမယ်ဆိုရင်လေဘာဖြစ်သေးလဲ။နောက်ယူလိုက်ကြုံပဲပေါ့။ဒါတွေနဲ့ပတ်သက်လို့လဲသူများရေးပြခဲလာပါပြီ။ဒီအထက်ကအခွင့်ကြုံတိုင်းမေးလောက်ပြီးထင်တိုင်းထက်ထက်ပြီးချိန်နေတာနဲ့ပတ်သက်လို့ထက်ထက်ပြီးတွေ့ဖို့ပူဇာနေတာနဲ့ပတ်သက်လို့သူများအသေးချာရှင်းပြခြင်းနဲ့သူနားလေလာတဲ့အထိသူနောက်မပူဇာတော့ပါဘူးလို့ကိုဂတိပေးလာတဲ့အထိသူများစိတ်ရှည်လက်ရှိကိုယ်တိုင်ကိုကြပြောပြခြင်းနဲ့ ဒါကြောင့်လဲသူများသူ့ကိုတွေးခွင်ပြုလိုက်တယ်။အိမ်မှာလာတွေ့ကိစ္စမရှိပါဘူး။သူများအိမ်ကိုသူများတာဝန်ယူပါတယ်။ဧည့်သည်ကိုခါထောက်ကြည့်ပြီးနှင်လွတ်တဲ့အထီတော့အမေဟာရိုင်းလိမ့်မယ်မထင်ပါဘူး။အိမ်ကိုလာတွေ့ဆိုတာကလည်းတမန်လဲလာတဲ့သဘောမျိုးပဲဟာ။သူများစိတ်ကူးထားပါတယ်။ဧည့်ခံမှာတော့အပြင်ဧည့်ခံမှာဧည့်ခံမှာပါ။အေးကလေးတခွက်ခွက်တော့တိုက်မယ်ပေါ့လေအမေဧည့်သည်တွေအတွက်ရည်ရွယ်ပြီးဝယ်ထားတဲ့ကိတ်မုတ်တို့ လိမ်မော်သီးတို့ကိုလည်းသူများစိတ်မကူးပါဘူးတမရသီးတစ်ချက်နဲ့တကြားတဆုံးလောက်ပဲယူမှာပါတကယ်တော့တငယ်ချင်းသဘောမျိုးပါသူများအိမ်ခန်းနဲ့အထီးဆွဲသွင်းသွားဖို့ရည်ရတယ်ဆိုရင်တော့လေတမျိုးပေါ့လေဒီအထီးသူများမိုက်ပါမလားသူများကတော့ကိုယ့်ကိုယ်ကိုအပြစ်မရှိဘူးဘာအပြစ်တစ်ခုကိုမှမကျူးလွန်မိဘူးမကောင်းတဲ့အလုပ်ကိုလုပ်လိုက်တာမဟုတ်ဘူးလို့ပဲယူဆတယ်လေသူများခွင့်ပြုလိုက်တာမှအမှမပါပါဘူးဒါကြောင့်လေသူများမကြောက်ပါဘူး သူများပစ္စည်းလဲခိုးတာမဟုတ်ဘူး။ညပြောတာလင်ပြောတာလည်းမဟုတ်ဘူး။အမေကိုမူသားသုံးဖို့လည်းမကြံစီဘူး။ကိုကိုကိုတန်ဖိုးကြအောင်လှုပ်တာလို့လည်းမထင်ဘူး။တီအထဲရမှာအမေကပတ်ချန်းတိုက်လာရင်တော့လေဘယ်တက်နိုင်မှာလဲ။အဆိုးဆုံးကိုမျောလင်ထားတက်ရမယ်။အဆိုးဆုံးကိုရင်ဆိုင်ဖို့လည်းပြင်ဆင်ထားတက်ရမယ်လို့လူရည်ကြုံစခန်းမှာတော့ဟောပြောပွဲတစ်ခုမှာစာရေးဆရာကြီးတယောက်ကဘဝနဲ့ပတ်သက်လို့ပြောပြသွားဘူးတယ်။ခုလေသူများအဆိုးဆုံးကိုမျောလင်ထားပါတယ်။ အစိုးဆုံးကိုဘလို့ရင်ဆိုင်ရမယ်ဆိုတာလဲသူများဆုံးဖြတ်ထားပါတယ်ကို့ဧည့်သည်ပဲကို့လူပဲကိုကခေါ်ထားတဲ့ကို့ချစ်သူပဲဘယ်အထီးခိုက်ခံနိုင်ပါမလဲဒီအတွက်တော့ကိုကကာကွယ်ရမှာပေါ့ဟုတ်တယ်လीတစုံတစ်ခုဖြစ်ကြည့်ပါလားသူများလူကိုနင်းနင်းနာနာပြောပြီးနှင်လွတ်ကြည့်ပါလားအဲ့ဒီချိန်ကသူများကိုနှင်လွတ်တာနဲ့အတူတူပဲဖြစ်ရမှာပေါ့သူမစင်းရခင်ကိုကရှိကစင်းပြစ်လိုက်မှာပေါ့သူများမကြောက်ပါဘူး မှန်တယ်ထင်တာကိုတော့လုံရဲပါတယ်။သူများဆုံးဖြတ်ချက်လဲချပစ်ထားလိုက်တယ်။ရင်ဆိုင်မယ်။ ပြောလို့သာပြောနေရတာပါအမေအကြောင်းကိုသူများသိပါတယ်အမေကအမေနိုင်မယ်လို့ထင်တဲ့လူအပေါ်မှာဒါခေါင်းအေးအေးထားပြီးမဆုံးဖြတ်တတ်ပေမဲ့အမေကမနိုင်ဘူးဆိုတဲ့လူတွေအပေါ်မှာကြတော့အမေခေါင်းအေးအေးနဲ့စဉ်းစားတတ်ပါတယ်အဖေကိုပဲကြည်နေအမေနောက်ဆုံးတော့အလျှော့ပေးလိုက်ရတာပဲမဟုတ်လားခေါင်းအေးအေးထားပြီးကိုယ့်ဘက်ကလွှတ်လိုက်တာပဲမဟုတ်လားသူများရဲ့ကိစ္စကိုရောအမေဒီလိုပဲသဘောထားနေတာ သူများသိပါတယ်သူများကိုလည်းအမေက အမိမနိုင်တော့ဘူးအမိပြောလို့မရတော့ဘူးလို့ဆုံးဖြတ်ထားပြီလေဒီဘက်ပိုင်းမှာကြည်လေအမိသူများကိုဘာမှမပြောတော့ဘူးဖြူတယ်မဲတယ်မဝေဖန်တော့ဘူးသူများလှုပ်ချင်တာလို့ကြည်လို့ပဲနေတော့တယ်မဟုတ်လားသူများကိုအမိချစ်လဲမချစ်တော့ဘူးဆိုတာသူများသိပါတယ်သူကပြီးခဲ့တဲ့ဇန်နဝါရီလ10ရက်နေ့ကသူ့မွေးနေ့အထိမ်းမှတ်တယ်လေเจ้าမှာသူ့တငယ်ချင်းတွေအကုန်လုံးကိုခောက်ဆွဲကြွေးတယ်တဲ့ဂျန်းကိုလည်းသူကမှားလိုက်တယ် သူ့ကိုစားချမ်းကသူများကိုသူများစားချင်တာကျွေးလိုက်ပါတဲ့ချမ်းကပြောပြတယ်နောက်ပြီးတော့ဘသူစီကမှမလိုချင်ပါဘူးပေါ့လေဒါပေမဲ့သူများစီကတော့သူ့မွေးနေ့လက်ဆောင်ဖြစ်တခုခုလိုချင်တဲ့အ ਨੇ ဆုံးပန်းကလေးတပွင့်ဖြစ်ဖြစ်ပေါ့လေသူ့ကိုအမှတ်တရပေးပါတဲ့ချမ်းကျွေးတာကချမ်းကျွေးတာပဲသူ့ကိုယ်တိုင်ကျွေးတာမှမဟုတ်ပဲမစားချင်ပါဘူးလို့သူများငင်းလိုက်တယ်အေးဒါပေမဲ့သူ့ကိုပြန်ပေးဖို့ကတော့ သူများပြီးကျင်နေခတ်တာကသူကရောဂျန်းကရောကျူပြောထားတာမဟုတ်တော့သူများလည်းရုတ်တရက်မစင်းစားတတ်ဘူးပေါ့ပန်းကိုတော့မပြီးကျင်ပါဘူးပန်းပေးရတယ်ဆိုတာကောင်းတဲ့နမိတ်မှမဟုတ်ဖဲဟာပြီးတော့သူကယောက်ျားကလေးပန်းကိုပေးရအောင်လို့ပြီးတော့ယူရမယ့်လူကတော့ပြောတာပေါ့လေအဖိုးတန်ဖို့မလိုပါဘူးပေါ့မေတ္တာစေတနာသာအရေးကြီးပါတယ်ပေါ့ဒီလိုတော့လည်းဘဲဟုတ်မလဲပေးမဲ့ပေးရင်လည်းသူ့အတွက်အသုံးဝင်တာမှကောင်းမှာပေါ့ ကြကြခံမဲ့ပစ္စည်းမှလည်းကြကြခိုင်မြဲမယ်ဆိုတဲ့သဘောရောက်မှာပေါ့ဒီတော့သူများတွေးမိတယ်သူများအမျက်တနိုးထားတဲ့ပစ္စည်းကိုပဲပေးလိုက်မယ်စိတ်ကူးတယ်ခရိုင်လုံးကျွအလေတန်းစာစီစာကုန်းပြိုင်ပွဲမှာတော့ပထမစုဖြစ်သူများရထားတဲ့ဖောင်တန်ကလေးကိုပေးလိုက်မယ်ဒါပေမဲ့အဲ့ဒါကအိမ်မှာတင်ထားတာကျောင်းကိုမပလာဘူးဒီတော့နောက်တနေ့ကျမှပေးမယ်ပေါ့ဒါပေမဲ့ညနေကျတော့သူရောက်လာတယ်ထမင်းချိုင်ကြီးနဲ့ ခောက်ဆွဲတွေကိုဝယ်ပြီးလာပို့တယ်။တခြားလူတွေလစ်တုံးလဲပြောလိုက်သေးတယ်။သူကိုယ်တိုင်လာကြွေးထားပါတဲ့။ဂျန်းကပြောပြလို့နေမှာပေါ့။ဒီတော့အစင်းတဲ့တုံးသူများကလဲဖောင်တိန်ကလေးကိုပေးလိုက်ခြင်းနဲ့ဖောင်တိန်ကအင်းလေကန်းကဘီရိုထဲမှာထည့်သိမ်းထားတာ။ဘီရိုတော့ကမမသိန်းကိုင်းတာ။ဒီတော့မမသိန်းစီကတော့တောင်းရတော့တာပေါ့။အเจ้าကိုလဲဘာဖြစ်တယ်လဲ။အမှန်တိုင်းဖွင့်ပြောလိုက်တာပဲပေါ့။ဒီအချိန်မှာအမေကလည်းရောက်လာတယ်လေ။ ပြီးတော့မမတင်းကိုမေးတယ်။သူများကယူပြီးထွက်လာပြီ။အိမ်ထဲမှာမမတင်းကအမိကိုပြန်ပြောပြရင်ကြံရစ်ခဲ့လေရဲ့။အမိဘာမှမပြောဘူး။ဘာများပြောမလဲလို့ရင်တဖူဖူနဲ့စောင့်နေတာ။မိုးသာချုပ်သွားရော မသိချင်အောင်ပဲစောင့်နေတယ်။ခောက်ဆွဲကိုတော့အလုံးစားကြတယ်ထင်ပါရဲ့။အိမ်မှာကထမင်းပွဲမှာလူစုံလေးရှိကြတာမဟုတ်တော့သူများလည်းမသိဘူး။စားကြလားမစားကြလား။ဘသူမစား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 ကိုကိုကြီးကတော့စားမှာပါပဲလေ။ နောက်သူများမွေးနေကြုံရောဆိုးပါတော့သူများကတော့သူတို့လိုအဆင်အလာမရှိလို့ဘာမှမလုပ်ပါဘူးဒါပေမဲ့ဂျန်းကတဆင်တီးရလိုတယ်လीအဲ့ဒီမွေးနေမှာပဲသူ့စီကခေါင်းစည်းပဝါတုံကလေးတစ်ထည်လက်ဆောင်ပါလိုက်တယ်သူများဖြင့်အဲ့ဒီနေ့ကမိတောင်နေတယ်ကို့မွေးနေဆိုတာ ਉ ဘာဖြစ်တလဲကို့ကိုချစ်လို့ပေးတာပဲသူများယူလိုက်တယ်အဲ့ဒီနေ့ကပြန်လာတော့သူများကောင်းမှစီးပြီးပြန်လာတယ်ဒါဟိုဘသူကပါလဲ တတိထားမိလို့ဝေဖန်နေဟုတ်တာပေါ့လုံကြီးကကြောင်းလုံကြီးအစိမ်းအင်းကြီးကအဖြူပဝါစီးမယ်ဆိုရင်များတော့အပြင်အနက်ဖဲစီးကြတာမဟုတ်လားအစိမ်းရင်ရှိတဲ့လူကတော့အစိမ်းရင်စီးတာပေါ့လေခုတော့သူ့ပေးတဲ့ပဝါကအပြာရောင်အပြာမှကြီးပြားအစိမ်းနဲ့ဘယ်လိုက်ပါမလဲလို့အဲ့ဒါကိုလှမ်းကြည့်ပြီးဝေဖန်လိုက်တော့သူများကတော့ခက်ကြွကြွပဲပြန်ပြီးပြောလိုက်တယ်ဒီလိုပေါ့ ကိုချစ်သူကကိုကိုမွေးနေ့လက်ဆောင်ဖြစ်နေပေးလိုက်တာလို့ပြန်ပြောပြစ်လိုက်တယ်။ပိတ်ကြောဒါကလည်းအမေကြားတယ်။အမေအဲ့ဒီတော့ကသတင်းစာလားဂျာနယ်လားမသိအနားမှာဖတ်နေတယ်။သူများအမေကိုတောင်မှလှမ်းကြည့်မိလိုက်သေး။အမေမကြားချင်အောင်စောင်းနေတယ်။မမြင်ချင်အောင်စောင်းနေတယ်။မကြည့်လဲမကြည့်ချင်တော့ဘူးနဲ့တူပါရဲ့။ဒါပဲပြောပြောလေး။အမေသိပါတယ်။သူများရဲ့အကြောင်းကိုလည်းခုလောက်ဆိုအမေသိနေလောက်ပါပြီ။သူများအမေမသိအောင်ဘာတစ်ခုမှမလုပ်ဘူးဆိုတာလဲ။ အမေသဘောပေါက်ဖို့ကောင်းပါပြီ။သူများမကောင်းလားဆိုဘာတခုမှမလုပ်တတ်ဘူးဆိုတာလေ။အမေနားလေဖို့ကောင်းပါပြီ။အမေစကားကိုမှန်တယ်မှားတယ်မစင်ချင်ပဲမလိုက်နာနိုင်တဲ့အတွက်တော့သူများစိတ်မကောင်းဘူး။ဝမ်းနေပါလေ။အေးလေတနေ့တော့အမေတိလာလိုက်မှာပေါ့။အမေယုံနေတဲ့လူတွေကရောင်းမှမြင်းစီပြီးထွက်ပြတဲ့တနေ့ကြတော့လေ။သူများရဲ့အကြောင်းကိုအမေပိုလက်ခံလာနိုင်နေမှာပေါ့။ လာပြီဂုံးပေါ်ကိုပတ်တက်လာရင်နှစ်ချက်ဆင့်ပြီးတူယုံတူလိုက်တဲ့သူ့ကားဟွန်းတန်ကိုကြားရတယ်သူ့ကားရဲ့ဟွန်းကအဲဟာဟွန်းအတန်ကတမျိုးပဲလေသူများတို့အင်ကကားဟွန်းတန်မျိုးတွေနဲ့မတူဘူးသူများမှတ်မိတယ်ပြီးတော့အချိန်မှန်ချိန်ထားတဲ့အချိန်တူလာမယ်ဆိုတာကိုတော့သူများကြိုသိထားပါတယ်အချိန်ချင်းအထက်ထက်ပြောထားတာပဲဥစ္စာအသေးချာလဲမှားထားတာပဲဟာတခုတော့ရှိတယ်သူလာပါမလားတော့သူများစိတ်ပူမိတယ် မိနေလို့မလာခြင်းလို့တော့မဟုတ်ဘူးပေါ့လာမှလာရဲပါမလားပေါ့အเจ้าကလည်းရှိတယ်လေသူများကလည်းဒီလောက်တွေ့ချင်နေမှဖြင့်အင်လာတွေ့ရလို့ပြောလိုက်တော့ပထမသူအံ့အန်းတင်သွားတယ်မဟုတ်လားအမေကိုတိုင်းကလည်းသဘောမတူနိုင်တာကိုသူသိထားတော့သူနားမလဲဖြစ်သွားရတယ်ထင်ပါရဲ့သူများကတော့ပွင့်လင်းနေမဟုတ်လားသူများကသူများရဲ့အမေကိုပွင့်မင်မဲလीရှင်းပြခဲ့တယ်ဒီတော့လေသူတော်တော်နဲ့ဘဝင်မကြဘူးဟုတ်မှဟုတ်ရဲ့လား အခြေအနေများပိုဆိုးသွားမလားအဖွားကြီးကိုရွက်တက်ရာများကြာနေမလားစသည်ဖြင့်ပေါ့လေသူကတော့သူများကိုတတိပေးသေးတယ်မဟုတ်လားကြည်လဲလုံအောင်တော့လို့လဲသူပြောပါသေးတယ်လေဒါကြောင့်သူလာမှလာရဲပါမလားပေါ့သူများဖြင့်မျှော်လိုက်ရတာအဲ့ဒီနေရာចောင်းပိတ်တယ်လေចောင်းပိတ်တဲ့နေ့ကိုတော့ရွေးမှာပေါ့ဒါမှလည်းကြာကြာပြောနိုင်ခွင့်ရမယ်မဟုတ်လားကံကလည်းကောင်းချင်လို့ပေါ့လေအဲ့ဒီတော့ကဝါတွင်းကြီး ဒီတော့ကြောင်းပိတ်ရက်ပေမဲ့တနင်္ဂနွေနေ့ကိုမရွေးပဲဥပုံနေ့ကိုရွေးလိုက်တယ်။တနင်္ဂနွေဆိုတာကတော့ကြောင်းတော်ပိတ်ပါရဲ့။ဒါပေမဲ့အလုပ်တွေကလည်းနားကြတော့အိမ်မကလူဆုံနေ။အေ့လေကြတတ်တယ်။သူများတို့အိမ်မကအလုပ်နဲ့ပတ်သက်လို့မှမဟုတ်ဘူး။အကိုတွေအမတွေကလည်းများတော့သူတို့သူတို့ရဲ့တငယ်ချင်းမိတ်ဆွေဆိုတာတပုံကြီးရဲ့တစ်ခါတစ်ခါများဆိုရင်အိမ်ကနှစ်ခန်းအပြည့်ထိုင်စရာတော့နေရာမရှိတော့လို့တရေဖုံးခွေးချေကလေးတွေနဲ့ထိုင်ကြရတယ်။အေး ဥပုံနေဆိုတာကတော့အိတ်ရှိခြင်းရှိနိုင်သည့်တိုင်အောင်နဲမယ်ပြီးတော့အိမ်သားတွေကိုယ်တိုင်လည်းရှိတဲ့လူမှရှိတယ်ဆိုင်ထွက်တဲ့လူကလည်းထွက်နေမယ်အလုတ်တိုက်သွားတဲ့လူကလည်းသွားနေမယ်တက်ကသူကလည်းပိတ်တာမဟုတ်တော့တင်နှန်းတက်ရတဲ့လူကလည်းတက်နေမယ်အိမ်မှာကကြမ်းလှနှစ်ယောက်သုံးယောက်ပဲအမေကတော့မပြောနိုင်ဘူးပေါ့အမေကအချိန်လဲတိတ်မှန်တာမဟုတ်တော့အမေမရှိမဲ့အချိန်ကိုမှန့်ဖို့ကမလွယ်ဘူးအမေကအလုတ်တိုက်ကိုလည်းသွားချင်မှသွားတော့တယ် ကိုကိုကြီးတို့ကိုကိုလေးတို့နဲ့ကလွှဲလို့ရနေပြီကိုဆိုင်ကြတော့လေအမေကစိတ်ချနေပြီထင်ပါရဲ့တခြားကိစ္စတွေဆိုတာကတော့လေဘယ်ပြောနိုင်မလဲညာတော့အပြင်ကတော့အိမ်မှာအမေရှိနေတတ်တယ်ဒါကိုတော့သူများမကြောက်ပါဘူးအမေမသိအောင်ချိန်တွေ့ခြင်းမဖြစ်အိမ်မှာဘယ်ခေါ်တွေ့တော့မလဲ꿰ရမှာပဲတွေ့တော့မှာပေါ့အမှန်ကလွလွလပ်လပ်ပြောခွင့်ရဖို့ကတော့အရေးကြီးပါတယ်သူကလည်းရှာရှည်သားတောက်ကြသားများလားမသိဘူး ဘာတွေများခုလောက်တောင်ပြောစရာရှိရတယ်မသိဘူးအေးလေဘာပဲဖြစ်ဖြစ်ပြောစရာရှိတယ်ဆိုတာကိုတော့လွတ်လွတ်လပ်လပ်ပြောခွင့်ရအောင် ကြံဖန်ရမှာပေါ့သူများလေသူလာမယ်ဆိုတော့ရေမိုးကတော့ချိုးထတာပေါ့လေအိမ်နေရင်ဆိုတော့လေတိတ်ကြီးမဟုတ်တာအိမ်နေရင်တော့အလှပါကလေးလှုပ်ထားရတာပေါ့ခေါင်းကိုတော့သူများလျှော်လိုက်တယ်နန်းနေမှာဆိုလို့လျှော်ပြီးတော့လေဒရီလိုရှင်စွတ်လိုက်တယ်ခါတိုင်းခါတိုင်းစွတ်နေကြတတ်တော့ပိုးစွတ်လိုက်တာပေါ့လေ ပြီးတော့လဲသူများရှက်အင်ကြီးကော်လန်နဲ့ပခုံးနှစ်ဖက်ကိုခရစ်ယာန်တို့ရေမွေးစွတ်လိုက်တယ်။မျက်နှာကတော့သူများဘာမှမလိမ့်ပါဘူး။သူများမျက်နှာကဘာမှမလိမ့်ပဲ snow cream လေးလောက်ပဲပော့ထားလိုက်ရင်ကိုဝင်းပြီးသားပဲဟာ။နှာခမ်းလဲသူများမစိုးဘူး။မိန်းကလေးပဲနှာခမ်းစိုးထားရင်သူများတမျိုးပဲလေ။မနေတတ်တယ်လို့ပဲစိုးနေကြလဲမဟုတ်တော့ကား။လှုပ်ထားပါတယ်ရှင်။သူ့လာရင်အမောပြေကလေးအစင်သစ်တောက်ရအောင်လို့ မနဲ့ခလေးကတံမရသည့်သုံးလုံးကိုအရင်ညှစ်ပြီးသားတကြားကိုရင်နွေးနဲ့ကြိုပြီးဖြောထားစစ်ထားပြီးသားရောက်လာတာနဲ့တပြိုင်နဲ့ရေကလေးနဲ့ရောပြီးရေခဲတက်တာတွေကရေခဲကလေးထည့်တယ်လိုက်ရုံပဲသူများမမေ့ပါဘူးရေစရာတော့ကောင်းနေချိန်ထားတာက နေခင်း၁၂နာရီသူများလေ၁၀နာရီလောက်ခလေးကထမင်းလဲစားပြီးနေပြီပြောင်းမြန်လုပ်တယ်လို့ပြောချင်လဲပြောတော့ထမင်းစားပြီးပြီးချင်းပဲရေချိုးခန်းနဲ့ဝင်လိုက်တယ်ရေလဲချိုးပြီးပြီး စက်တနာရီထိုးလို့ရေဒီယိုကလည်းတည်လာရောသူများလည်းအစင်သက်ဖြစ်နေရောအစော်ကြီးသူများထင်တယ်သူလာတော့သူကလည်းအချိန်မှန်လိုက်တာစက်နှစ်နာရီတီတီမှားကိုပဲရောက်လာတယ်အဲ့ဒီတနာရီလုံးလုံးသူများအလုတ်ကလည်းမရှိချွေးထွက်မှလည်းစိုးလို့လည်းမလုပ်ရင်စိတ်ကငြိမ့်ငြိမ့်ထိုင်နေလို့လည်းမရစာအုပ်ကလေးတအုပ်ကောက်ဖတ်နေလိုက်ပြန်တော့လေစာထဲမှာစိတ်ကဘလို့မှတွင်းမရဖတ်တာဖတ်တယ်ဘသူရေးတဲ့ဘာစာအုပ်မှန်းတာအောင်မသိဘူး တကယ်ပါ သူများကငကားမဟုတ်လို့သူများသာငကားဆိုရင်ဟောဟိုတိုင်ကက်နာကြီးဟာလေပြပြစ်တာကြပြီခဏခဏမျက်စောင်းထိုးကြည့်မိလို့သိပါတယ်သူရောက်လာတော့မယ်ပေါ့နီးလာပြီပေါ့ခုချိန်ဆိုရင် သူအဝိလဲနေပြီပေါ့ခုချိန်ဆိုရင် သူကောင်းပြီးနေပြီပေါ့ခုချိန်ဆိုရင် သူကားပေါ်တက်နေပြီပေါ့ခုချိန်ဆိုရင် သူဘယ်နေရာရောက်နေပြီပေါ့သူများမှာကပင်ပန်းလိုက်ရတာလမ်းမှာတစ်ခုခုများဖြစ်မလားလို့ ူများကိုတွေ့ကျင်စောနဲ့စိတ်ကူးရင်ပြီးအမြန်မောင်းမလာပါစေနဲ့မောင်းရင်နဲ့တွေးလာလို့တိုက်မိခိုက်မိရင်တော့ဒုက္ခသူများဖြင့်ပူလဲပူလိုက်ရတာအေးအဲ့ဒီအချိန်မှာပဲခြံထဲကိုကားတစ်စင်းဝင်လာတဲ့အကြာရတယ်သူများတို့ခြံကကျဲတယ်ခြံဝါနဲ့အိမ်မနဲ့ဆိုဘာပဲပြောပြောပေ300လရာတော့ဝေးလိမ့်မယ်ထင်တယ်တမန်သားဆိုရင်တော့ခြံဝါကကားဆက်တန်ကိုကြားနိုင်စရာအကြောင်းမရှိဘူးဒါပေမဲ့သူများတို့ခြံကမြေမညီဘူးလေ ခြံဝါးကလမ်းနဲ့တပြင်နဲ့မြည်ညီမှာဖြစ်ပေမဲ့အင်းကကုန်းမြစ်လေးပေါ်မှာဆိုတော့ခြံဝါးလည်းရောက်ရောကားတိုင်းဟာဂီယာပြောင်းပြီးအာယူတက်ကြရတာအင်းကိုတဝက်လောက်ပတ်ပြီးပြန်ခွေတက်လာတော့မှအိရှိစင်ဝင်အောက်ကိုရောက်တာဒီတော့ကားဝင်လာတဲ့ကိုပထမကြားရတယ်ကားဝင်လာတဲ့ကိုကြားရတယ်ဆိုကြတဲ့ကစိတ်ကတိနေပြီပဲဘာလန့်စရာလို့တလဲဒါပေမဲ့ဘာရင်လဲမသိဘူးသူ့ကားဟွန်းတန်ကိုကြားလိုက်ရတော့လူဟာနည်းနည်းတုံသွားတယ်လို့ပဲ ိတ်ပြီးတော့လန့်သွားတာတော့လည်းမဟုတ်ဘူးပေါ့လေဒါပေမဲ့ရင်ထဲမှာတော့ဖိုးသွားတယ်လူလဲထိုင်ပဲနေရမလားဖလိုက်ရမလားအင်းရှိစင်ဝင်အောင်မရက်ဆောင်ရမလားခက်တီတီပဲစောက်အုပ်ဖတ်နေလိုက်ရမလားဘာဘလို့လုံးရမလဲကို မသိဘူးចောင်းနေမိတယ် ဒါပေမဲ့အလိုက်ထိုက်တော့ဖြစ်သွားတာပါပဲ။သူများပထမတော့ထိုင်ပဲနေမိတယ်။နောက်သူ့ကားကိုလှမ်းမြင်ရတော့မှအိမ်ပေါ်မှာရက်ပြီးကြုံမိတယ်။ပါဇက်ကတော့ဘာမှမပြောမိပါဘူး။ပြုံးပြီးတော့သာအိမ်ထဲထိဥဆောင်ဝင်ခဲ့မိတယ်။သူလည်းတနေရာမှာထိုင်လိုက်ရောပထမတော့သူများပါရောပြီးထိုင်ပြီးတော့မလို့ခက်ကုန်းကုန်းတော့ဖြစ်နေပြီ။ဒီအချိန်မှာအမီထွက်လာတယ်။အမီကလည်းဆော့ဆော့ကတော့အခန်းထဲဝင်သွားတာပဲ။အိပ်ပျော်နေလောက်ပြီထင်လား။ အမေကလည်းသူ့ဧည့်သည်များလာလို့ထင်းနေနဲ့တူရဲ့ထွက်လာတယ်။သူများထိုင်မချတော့ပဲကိုကိုပြန်မက်လိုက်တယ်။ပြီးတော့အမေကိုပါပြုံးပြပြီးသူနဲ့မိတ်ဆက်ပေးလိုက်တယ်။ဒါသူများတို့အမေလေအမေဒါကိုဟိုဟိုပါမောက်ခဦးချမ်းအေးရဲ့သားတမိပြောပြဘူးတာကောအမေကိုစကားမပြောပြတာကြာပြီ မပြောချင်တာလဲကြာပါပြီမပြောချင်လို့ကိုမပြောပြအောင်ရှောင်နေခဲ့တာပါ ခုတော့လည်းမတက်နိုင်ဘူးလေမိ့ကိုတော့ပြောပြရတော့မှာပေါ့ဒါပေမဲ့အမေကခက်တီတီပဲသူ့ကိုကြည်တာတော့တဲ့တဲ့မကြည်ပဲကိုကိုစောင်းပြီးမှဘေးတိုင်ငဲ့ကြည့်တယ်အမေကအိယာကထလာလို့လားတော့မသိဘူးမျက်မှန်ပါမလာဘူးဒါကြောင့်ပဲလားတမင်ပဲလားတော့မပြောတတ်ဘူးအမေအကြည့်ကမျက်မှောင်ကိုကြည့်တဲ့အကြည့်ပြီးတော့ပြုံးလဲမပြုံးဘူးစကားလည်းတခွန်းမှမပြောဘူးငုံထားတဲ့စိတ်လေးမိကိုတွေကခက်တာတာမှုတ်ထုတ်ပြီး ပြန်လှည့်ထွက်သွားတယ်။ဒီကလေးကသူများကတော့ထင်လိုက်ပါပြီ။မိုးလေဝသအခြေအနေကတော့မကောင်းတော့ဘူး။မုံတိုင်းတော့ကြတော့မှာပဲလို့။အင်းဒီနေရာမှာတော့သူများအတွက်မှားတယ်ပြောပါတော့။မုံတိုင်းကြမလာပဲမိုးတွေသာဖြန့်ဖြန့်ရွာလာတယ်။သူလည်းထပြန်သွားရောသူများလည်းလက်ပြနှုတ်ဆက်ပြီးအိမ်ထဲပြန်ဝင်ခဲ့တယ်။ဒီမှမမျောလင်းမဲ့မမတင်ကိုအထက်အေကန်မှာငိုရက်တွေ့ရတယ်။မမတင်ဘယ်အချိန်ကပြန်ရောက်လာပါလဲ။ မမတင်ကိုကားကဘဲချင်းကများသွားကြူလိုက်ပါလေ။ဘသူကကြူခိုင်းလိုက်ပါလေ။သူများစောစောကခဏခဏကြည့်မိတဲ့နာယီကိုခုပြန်ကြည့်မိတယ်။စောတော့မစောတော့ဘူး။တုံနာကြီးထိုးတော့မယ်။ဘာလို့လူနဲ့သူများတို့ထိုင်စကားပြောလိုက်ကြတာဟာ။တလောက်တောင်ကြာပါလား။သူများဖြင့်တိတ်မကြဘူးထင်းနေတာ။ဘာပဲဖြစ်ဖြစ်လေ။ဒီအချိန်ဟာခါတိုင်းမမတင်ပြန်နေကြအချိန်မှမဟုတ်ပဲ။မမတင်ဘာကြောင့်ဒီနေ့အိမ်ပြန်စောပါလဲ။ မမတဲ့ဘာကြောင့်အင်းရှိပေါက်ကမဝင်ပဲဘေးပေါက်ကလှည့်ဝင်ပါလေ။ဘာရည်ရွယ်ချက်ပါလိမ့်။ဒီထဲဧကန်းတဲ့ကိုဘဲချိန်ကလေးကရောက်နေတာပါလိမ့်။သူများတို့ကိုစောင့်ကြည့်နေတာများလား။သူများတို့တယောက်နဲ့တယောက်မျက်နှာချင်းဆိုင်သာထိုင်နေကြတာပဲ။အလဲကောင်းကလည်းစပွဲတလုံးရှိသေးတာပဲ။အဝေးကြီးပဲ။ပြီးတော့သူများဟာတိတ်ခါကိုထိမ့်သိမ့်တတ်တဲ့မင်းကလေးပဲ။သူများမိုက်တာမှမဟုတ်ပဲ။ဒီအထဲကသူများကိုစိတ်မချလို့စောင့်ကြည့်နေတာ။ သူများမသိအောင်ခိုးပြီးစောင့်ကြည့်နေတာဆိုရင်တော့မမတင်လွန်ပြီမမတင်သူများရဲ့သိခါကိုစော်ကားပြီဒါနဲ့သူများမေးပြလိုက်တယ်သူများကတော့ပြောင်းသမားပဲလीမမတင်ဒီနေရာမှာဘဲချင်းကလေးကဘာကြီးရွယ်ချက်နဲ့ထိုင်နေတာလဲပေါ့မခံချင်စိတ်ကြောင်လာတော့မပြောတတ်ဘူးသူများအတန်ကလည်းမာပြီးပြက်နေတယ်မမတင်ကပြုံးနေနိုင်နေရာကရုတ်တရက်လန့်ထလာပြီးတော့လေသူများပခုံးကိုကင်ချော့တယ် ခေါင်းကိုလည်းတွင်တွင်ခါတယ်။ဗဆက်ကလည်းဘာမှမဖြစ်ပါဘူး။ဘာကြီးရွယ်ချက်နဲ့မှမဟုတ်ပါဘူးလို့ညင်းတယ်။ဥမလုံအုံပွင့်တာထင်ပါရဲ့။သူများကိုတော့သူတို့အကြောက်ကြတာ။သူများဒေါသကိုလည်းသူတို့နားလေတာ။ဒါပေမဲ့မမတင်ရဲ့မျက်နှာကိုတိတိကျကျကြည့်ပြီးတော့မမတင်ရဲ့မျက်တောင်တွေမှာကမျက်ရည်တွေစိုးနေတယ်။မျက်လုံးထဲမှာတော့မျက်ရည်မရှိပါဘူး။ဒါပေမဲ့ခုနကတည်းကမမတင်ငိုထားတယ်ဆိုတာကတော့ကြည်ုံနဲ့ပေါ်နေတယ်။ ီတော့လေသူများစိတ်ပြေသွားတယ်။မမတင်ဘာကြောင့်ငိုပါလဲ။မမတင်ငိုတာနဲ့ဆန်ရအစောကြီးပြန်လာတာနဲ့ဟာဆက်ဆက်များနေမလား။မမတင်ဘလို့ဖြစ်လာပါလဲ။သူများလည်းပူပူပန်ပန်ပဲမေးမိပြန်တယ်။မိငယ်ညမလေးမမတင်ညမလေးကိုချစ်ပါတယ်။မိမိလေးဆန်ကိုရောက်လာတယ်။ညမလေးတွေ့နေငိုပြီးရောက်လာတယ်။မိမိကသူမကြည့်ရနိုင်ဘူးတဲ့။ သူ့ရင်ထဲမှာမချိဘူးတဲ့လူတွေတော်ထဲမှာကိုပဲမရှက်နိုင်တော့ဘူးမမတင်ကိုငိုးပြီးတော့လာပြောတယ်ဒါနဲ့မမတင်လည်းအိမ်ပြန်လာခဲ့တာပါမြမတို့ကိုအနှောက်ရှက်မပေးမိအောင်တမင်အတန်မပြုတ်ပဲလာဆောင်နေတာပါကွယ်မိမိတော့ဆိုင်မှာငိုကြံခဲ့လေမမတင်ကငိုရင်းငိုရင်းနဲ့ပြောတယ်ရှန့်ရင်းရှန့်ရင်းအာယူပြောရလို့ထင်ပါရဲ့မမတင်ရဲ့စကားကိုအတော်စောင့်နားထောင်ရတယ်ဘာဖြစ်လို့လဲတော့မသိဘူး မမတင်ရဲ့စကားကိုကြားရတော့မမတင်ကလည်းသူများကိုဖတ်ပြီးငိုနေတော့သူများလည်းငိုချင်လာတယ်ငိုချင်လာတယ်မဟုတ်ပါဘူးလေမျက်ရည်ကိုဝိုင်းဝိုင်းပြီးကြာလာတယ်ပြီးတော့အမေကိုသူများပြောပြချင်တယ်သူများမမိုက်ပါဘူးသူများအရွက်တိုက်တာမဟုတ်ပါဘူးသူများလိမ့်မာတာပါ သူများတတ်တိရှိတာပါလို့လေအမေနားလည်အောင်ပြောပြချင်တယ်သူများလည်းအမေကိုချစ်ပါတယ်လေမချစ်ဘူးဆိုတာအလကားပြောတာပါ မမတင်ရမပြောရပါဘူး။သူများကပဲကားရှိမရှိထွက်ကြည့်လိုက်ပြီးဆိုင်ကိုပြန်သွားရအောင်လို့ပြောမိတယ်။ဒါပေမဲ့မမတင်ကဆိုင်ကိုတော့ပြန်မသွားနဲ့တဲ့။လူလဲကောင်မှရှက်စရာကြီးတဲ့ဆိုပြီးအမေကိုတယ်လီဖုန်းနဲ့လှမ်းဆက်လိုက်တယ်။ကားကိုလည်းလွှတ်လိုက်တယ်။အမေပြန်ရောက်လာတယ်။အမေကိုကြည့်ရတာစိတ်ထိခိုက်နေပုံတော့ရပါရဲ့။ဒါပေမဲ့မမတင်ပြောသလိုအမေငိုပုံမရပါဘူး။အမေမျက်လုံးတွေကြီးလိုပဲ မျက်ခွန်တွေလည်းမို့မနေပါဘူး။ဘာပဲဖြစ်ဖြစ်လေဒါကတော့သူများတန်တရားမရှိတော့ပါဘူး။အမေကဆိုဖာပေါ်မှာထိုင်နေ။သူများအမေချင်ရင်ကကျန်းပေါ်မှာထိုင်ချလိုက်တယ်။အမေကိုလည်းသူများရင်ဖွင့်ပြလိုက်တယ်။ငိုတော့ဘယ်ငိုပြီးပြောလိမ့်မလဲ။သူများတောင်းပန်နေတာလည်းမဟုတ်ဘူး။ခွင့်လွတ်ပါလို့အတနာခံနေတာလည်းမဟုတ်ဘူး။နောက်နောက်ဒီလိုမလုပ်တော့ပါဘူးလို့ဂတိပေးနေတာလည်းမဟုတ်ဘူး။သူများရင်ထဲမှာဘာတွေရှိသလဲ။ ရှိသမျှကိုအကုန်ဖွင့်ပြလိုက်တယ်။ဒီတော့မှအမေမျက်ရည်ကျလာတယ်။သူများကလည်းအမေကခွင့်လွတ်ပါတယ်တဲ့။အမေကပြောတယ်။ချစ်တော်လည်းမျက်စီထဲမှာငယ်နေသေးတာပဲတဲ့။ဘယ်တော့မှလည်းမကြီးစေခြင်းဘူးတဲ့။ကြီးသွားပြီဆိုတာကိုလည်းအလွယ်တကူလက်မခံခြင်းဘူးတဲ့။အမေကသူများလက်ကိုလှမ်းပြီးထူတယ်။ပြီးတော့ကလေးငယ်ကလေးတယောက်လိုသူများမျက်နှာကိုအမေရင်ဝင်နဲ့ဆွဲထည့်တယ်။ အမေတက်ပြင်းချလိုက်တော့အမေရင်ဟာလှိုင်းလုံးကြီးလိုကြွလာတယ်။သူများလှိုင်းမှုရတော့တယ် ုကိုကြီးကတော့ပြောတယ်။သူများဟာတိုက်ငါးနဲ့တူတယ်တဲ့။ငယ်တော့မှတော့တခြားငါးတွေနဲ့အတူရောနေလို့ရတယ်တဲ့။ကြီးလာတော့တခြားငါးတွေအားလုံးကိုရန်သူလိုသဘောထားပြီးလိုက်ကိတ်တက်တက်တယ်တဲ့။သွားသူများအပြင်ပြောတက်လိုက်တာ။အမေသူများပြဿနာကြားထဲမှာအများထုတ်တယ်လူကလည်းရှိသေးတယ်။ဘသူရအောင်မှလဲ။ကိုကိုလည်းရေပေါ့။သူများပြဿနာကိုကြားတော့သူများဘက်ကပါလီဟန်နဲ့အမေကိုဝင်တောင်းပန်နေ။အမေချစ်တာကတော့ချစ်တာပေါ့လေ။ ဒါပေမဲ့အရှိကိုအရှိတိုင်းတော့အမေမြင်သင့်ပါတယ်တဲ့အရွယ်ရောက်လာကြပြီမဟုတ်လားတဲ့ပြီးတော့သူ့ကိစ္စကိုစပြောတယ်သူ့မှာလည်းရည်ရွယ်ထားတဲ့လူရှိနေတယ်တဲ့လေယူတော့မယူသေးပါဘူးချိုးပြောထားတာပါတဲ့မမတင်းကတော့ပြုံးနေနောက်ဆုံးမှာတော့အမေလည်းပြုံးလိုက်တယ်ရွှေငါးဖန်ကန်ကမှန်ပြင်းမှာအပြုံးရိပ်တွေထင်းလာတယ်ဖန်ကန်ထဲမှာကတော့ငါးမျိုးစုံပဲရွှေငါးလည်းရှိတယ်ဒေါင်းငါးလည်းရှိတယ်ဓာမီငါးလည်းရှိတယ် ကြာငါလင်းရင်ပြန်ငါပလဲငါမိဆုံးငါအိုးစုံလို့ပါပဲကြည်စမ်းပါအောင်ဟိုအင်ဂျယ်ကြီးတွေကိုဘလောက်လှလိုက်တလဲလို့နှစ်ကောင်တွဲနှစ်ကောင်တွဲတွဲပြီးကူးနေတာဒါပေမဲ့တစ်ဖက်ကဖန်ကန်ဝိုင်းကလေးထဲမှာတော့တိုင်ငါကလေးတစ်ကောင်နေမောင်တာရာအဆုံးထိအားပေးနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ားလုံးပဲဘေးပြာကင်းကွာကြပါစေရှင်။